လိုင်းတရားမှာဖြစ်သွားတဲ့ ND ဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့ ND နဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီစုံစမ်းပြီးရောမှတိတိကျကျလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးရောပြန်ကြားလာခဲ့ရတာပါရှင် ND ရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ် ND ကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထယ်ကြီးပြပတ်စံရှိတော့လည်းသူက ေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တယ်ဗီယိုထဲမှာပါတဲ့ခလေးဟိုမှာမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရခလေးတိုင်းအောင်ထိမ့်မိတယ်တဲ့ဗီယိုထဲမှာပါတဲ့ခလေးလေးကလည်းအိုက်အန်တီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ွက်ထဲကခလေးပဲသူအိုက်ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်ပေးတာတဲ့ရက်ွက်ထဲကပြောကြတာပေါ့နော်အိုက်ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အိုက်အန်နီရှိမှာပဲခလေးကိုထားခဲ့တာအိုက်ခလေးကိုအိုက်အန်နီကကြည်ပေးတယ်ကြည်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အဲ့လာရက်ွက်ထဲကနေရောမမင်းတို့ကိုပြောပြတာ ပေါ့ခလေးလေးကိုပေါ့နော်ဘန်းပြပြီးတော့သူအဲ့လိုမျိုး live live လှုပ်ရှားနေရလဲရက်ွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်မိပါ ဗီဒီယိုထဲမှာပါတဲ့ကလေးကိုတော့ပို့ပြီးတော့ထိန်းသိပြစ်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ကလေးလေးကအဲ့အန်နီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အန်နီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ကလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိန်းသိဖြစ်တယ်ပေါ့နော်။အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်။အရိုက်ခံရတဲ့အတီရဲ့ဆုံးသွားတဲ့သားဝင်စားတာလို့လည်းရက်ွက်ထရားလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်။အဲ့လာကြောင့်မို့လို့လည်းအဲ့အန်နီကအဲ့ကလေးကိုပို့ပြီးတော့ထိန်းသိဖြစ်တယ်။ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်။နေရကလေးရဲ့မိဘအရင်းနေရဲ့ ယ်အင်တာဗျူးတွေပါလေမမင်းတို့ကကြီးလိုက်တာဆိုတော့မမင်းတို့သွားဖို့တော့ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မလို့မမင်းရဲ့မမင်းအမျိုးသားရဲ့ကအရင်ဆုံးအရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မမင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထဲမှာရှိတဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိတဲ့လူတွေကိုမမင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်တီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိ ဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ကလေးကိုခေါ်သွားလိုက်တတိုက်မှာကြိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမကလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေအောင်အမားတို့ဗီဒီယိုတွေဗီဒီယိုကိုကြည့်ရလို့ဆိုမြင်ပါလိမ့်မယ်တတိုက်မှာကြိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲကလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချိုးကလည်းမင်းတို့ကိုအပေးအမြောင်လုပ်တယ်မင်းတို့ကအပေးအမြောင်လုပ်တာမဟုတ်ဘူးဒီအန်ဒီမှာအပြစ်ရှိရဆိုတာမှန်ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့မိမင်းတို့လည်းအထယ်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်။အမရှိတစ်ခေါက်ကလည်းလာယူရတယ်။အခုလည်းထပ်လာယူတယ်။ညီမတို့သိရနော်။နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအာမခံပါတယ်ရှင်။နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ဗီဒီယိုရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်း းရောခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးရောပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်သပင်ကိုဆွဲပါကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုပ်တွေရောမမင်းတို့လုံမှာမဟုတ်နောက်ဆုံးအစဉ်ရဲလက်ထဲကိုခေါ်ပြီးရောအပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးရောလိုင်းပေါ်မှာခလေးတဲပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကြိုးတုပ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးရောကြိုးစားတုပ်လို့ဗီဒီယိုဖိုင်ထဲမှာပါ ါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမကလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါဆိုပြီးတော့ view profile ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မိမင်းတို့ကတနာတာကလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လဲလူသားချင်းစာနာတာပါရှင်မိမင်းတို့အပေးအမြောက်လုတ်နေတာမဟုတ်ပါဘူးမိမင်းတို့ရှိမှအဲ့လိုမျိုးလာလုတ်ခဲ့ရင်လဲမိမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ အလားမို့လို့လဲမင်းမင်းတို့ဘသူရှိကားမှာအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှူရဲပတ်စံဒီလဲမင်းမင်းရဲ့ချွေးနဲ့သာလဲရှာထားရဲပတ်စံမင်းမင်းရှိမှာအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မင်းမင်းဘသူရှိကားမှာအလှမခံဘူးမင်းမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလဲတနာရဲ DNA ကိုလဲအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မင်းမင်းရှာထားရဲပတ်စံတွေကနေပဲမင်းမင်းငါးသိန်းချက်ကိုလာလှူတာပါရှင်အကွက်ထဲကိုရောက်ရောက်ချင်းလဲမင်းမင်းအဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူးမင်းမင်းအဲ့ဖုန်းကြီးကြောင်းနာ တယ်ပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်ပြအဲ့လိုမျိုး live ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီဘသူဘယ်ဝါရှီယာမှာအလှခံထားခြင်းမဟုတ်ပါမမေးရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံကိုမမေးလှူခြင်းဖြစ်ပါရဲ့ရှင်အပိအမြောက်လုတ်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းနဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရလို့လည်းရက်ွက်ကပြောပါတယ်အဲ့လာကြောင့်မို့လို့သူလုံမ မီးလောက်ရာလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်။ DNA ရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတတော်များများကအဲ့ DNA ဘက်ကနေပြီးတော့အာမခံမိကြရဲ့လို့တတော်များပါတယ်ရှင်။ကျမရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ရင်ကိုမရဲ့ရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်။ကြိုက်တဲ့နေရအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ကြီးဝင်သွားပြီးအဲ့တိုင်းလျှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်။မင်းမင်းပြောနေတာအပေါ်ရဲ့ဟု ုတ်မဟုတ်ဆိုတာပေါ့နော်ဒါမင်းလဲအင်တာဗျူးတွေ့ပြီးရဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမလို့ဒါမင်းသွားပြီးတော့ရက်ွက်ထဲမှာတိတိကျကျမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမေးမေးမေးခဲ့တာပါရှင်မင်းညာလဲရဲစခန်းမှာတရနေတညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်ပြီးတော့ပေါ့နော်ဟိုရိုင်းနှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်သူလောက်တာလွန်သွားတယ်သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်တယ်လို့လည်းမင်းတို့ရက်ွက်ထဲကနေ တဆင်ကြားရပါတယ် မိမိဒီလိုလှူခြင်းဒီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမိမိလူသားချင်းစာနာရရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာရရဲ့ကြောင့်မိမိတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလဲသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံနှိပ်စက်တာမျိုးတော့မမင်းတို့ဘလို့မှမကြည့်ရပါဘူးရှင် ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့ ဲတက်တိုင်ထဲမှာကြိုးတုပ်တာတွေအဲ့လိုမျိုးတွေလောက်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကို လုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးကလေးနဲ့အိုကြီးအိုမတက်ရောက်ကိုခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းမိမှမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းမင်းပတ်စံမှာ